ားလုံးမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့လကင်တီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လကင်သတင်းတွေတဲ့တော်လရင်လက်နက်တည်ယူမှုလမ်းကြောင်းကိုတက်ရောက်လာနိုင်တဲ့အာဆီယံရဲ့တပ်ဖွဲ့အစည်းအဝေးသတင်းပါကံမျိုးကိုစည်ရင်အဖြစ်တင်နေတဲ့စစ်ကော်မရှင်ရဲ့တရင်အရက်မှာပဲဒလီသမားကိုပတ်စံမပေးတဲ့ကမာရွရဲစကန်ကရဲတပ်ဖွဲ့ဝင်တွေရဲ့တရင် ဝိုင်းအိတ်လင်းနဲ့တော်လင်းတက်တွေကိုရိတ်ခါဝေခဲ့တဲ့စစ်တပ်ရဲ့တရင်မူပိုင်ခွင့်ပြဒနာကြောင့်အပိတိုင်ဖြတ်သိမ်းတော့မယ်အိဒီယက်ဘန်တရင်အမေရိကန်ကစင်ရန်နံပါတ်2ကိုတက်ရောက်တော့မယ်ဖုတ်တန်တွင်ရုပ်တရက်ရက်တမ်းမှုအဲ့လိုနေ့လည်ကင်းတီအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတရင်တွေကိုတင်ဆက်ပေးထားပါတယ်ရှင် ော်လိုင်းလက်နက်တဲယူမိုလန်းကြောင့်ကိုတက်ရောက်လာနိုင်တဲ့အာဆီယံရဲတပ်ဖွဲ့အစည်းအဝေးတည်နေဆားလိုက်ချင်ပါတယ်ရှင်။ MPA ပြည်သက်ကြီးရှင်ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်ကနေ9ရက်နေ့အထိထိုင်းနိုင်ငံမှာကျင်းပပြီးစီးခဲ့တဲ့53ကြိမ်မြောက်အာဆီယံရဲတပ်ဖွဲ့ညီလာခံဟာမြမအရေးနဲ့တော်လိုင်းအပေါ်ဘလို့တက်ရောက်နိုင်လဲဆိုတာကိုတင်ပြပေးပါမယ်။အာဆီယံရဲတပ်ဖွဲ့ညီလာခံကဘန်ကောက်ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြညာချက်ထဲမှာနေဆက်ပြတ်ကျော်ရာဇဝတ်မှု10မျိုးကိုပူပေါင်းနိုင်နေမယ်လို့သဘောတူခဲ့တာပါအဲ့ဒီထဲမှာတရားဝင်လက်နက်မောင်းခိုမှုကို အလေးထားထည့်သွင်းထားတာတွေ့ရပါတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ MPF ရဲ့ရဲစုကိုယ်တိုင်တက်ရောက်လက်မှတ်ထိုးခဲ့တာဖြစ်လို့အဲ့ဒီဆုံးဖြတ်ချက်ကိုအကောင့်ထဲပို့ဖို့မြန်မာဘက်ကလည်းပူးပေါင်းဆောင်ရွက်ဖို့ကတိပြုလိုက်တယ်လို့ပါပဲ။ဒါဆိုဒီဆုံးဖြတ်ချက်ကတော်လင်းအင်အားစုတွေပေါ်တိုက်ရိုက်ဘယ်လိုရိုက်ခတ်နိုင်လဲဆိုတာအဓိကချက်နှစ်ခုကို သုံးသပ်နိုင်ပါတယ်။ တော်လိုင်းရဲ့အဖွဲ့တွေဟာလက်နက်တွေကိုပြပကနေဖြစ်စေနေဆက်မောင်ကိုလန်းချောင်းတွေကနေဖြစ်စေအဓိကဝယ်ယူနေရတာပါအာဆီယံရဲ့တပ်ဖွဲ့ညီလာခံအဖွဲ့ဝင်တွေအထူးသဖြင့်ဂျိုင်းတရုတ်အိန္ဒိယလိုနေဆက်နိုင်ငံတွေကထောက်လိုင်းရင်တည်နေပုံမှုဖလှယ်ပြီးနေဆက်ဂိတ်တွေကိုတင်းကျပ်စစ်ဆေးလာရင်လက်နက်တွေတည်ယူပို့ဆောင်တဲ့လမ်းကြောင်းတွေတိတိတသာပြတ်တောက်နိုင်ချေရှိပါတယ် သဘောတူညီချက်အရအာဆီယံရဲ့တပ်ဖွဲ့တွေပူးပေါင်းပြီးနယ်စပ်ဒေသမှုကင်းနိုင်နေရေးစစ်ဆင်မှုတွေလှုပ်ဆောင်လာခဲ့ရင်လက်နက်မောင်းကိုဂိုင်းတွေကိုဖမ်းဆီးအရေးယူရင်းနဲ့တော်လိုင်းအဖွဲ့တွေစီလက်နက်ရောက်ရှိမှုကို တိုက်ရိုက်ဟန်တာလာနိုင်ပါတယ်။လက်နက်မောင်းကိုလမ်းကြောင်းတွေပိတ်ဆို့လာတဲ့အများမောင်းကိုဈေးကွက်မှာလက်နက်တံမိုးတွေတိတိတသားမြင့်တက်လာပါလိမ့်မယ်။ဒါကတော်လင်းအဖွဲ့တွေရဲ့စေရေးအသုံးစေကိုတိုးစေပြီးဝယ်ယူနိုင်စွမ်းကို ကြဆင်စေပါတယ်။ မောင်ကိုဂိုင်းတွေကိုစောက်ကြည့်ချေရခိုင်ကနေသူတို့နဲ့ဆက်ဆက်တဲ့တော်လင်းအဖွဲ့တွေရဲ့လှုပ်ရှားမှုကွန်ရက်တွေအကြောင်းတရင်ချက်လက်တွေကိုစစ်ကောင်စီရဲတပ်ဖွဲ့ရရှိသွားနိုင်ပါတယ်။ဒီတရင်ချက်လက်တွေကိုတိတတွင်ပူပေါင်းဆောင်ရွက်မှုရန်ညရာတွေကတစင်ဖိအားပေးဖို့သူတို့အသုံးချလာနိုင်တဲ့အတွက်တတိပြုဖို့ဒိုင်းငိုင်းလေးလာသုံးသက်သူတွေကထောက်ပြထားပါတယ်။ဒုတိယအနေနဲ့ဖားကန့်မြို့ကိုစစ်ရင်အားဖြစ်တည်နေတဲ့စစ်ကော်မရှင်အကြောင်းမှာ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ရဲတပ်ရင်30ကိုစစ်ကော်မရှင်က မနေ့ကနိုဝင်ဘာ9ရက်မှာအင်အားတရာကျော်တိုးခဲ့တယ်လို့သိရပါတယ်။ဖားကန့်မှာစစ်ကော်မရှင်ရဲ့စစ်ရေးလှုပ်ရှားမှုတွေတိတိတတ်တာတိုးလာတယ်လို့ဒေသခံတွေရဲ့လုံခြုံရေးကလည်းစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ဖားကန့်ဒေသခံတို့ရဲ့ပြောကြားချက်က ဖားကတ်မာကဒီနေ့ရဲတပ်ရင်30ကအင်အား100ကျော်ဒေါ်လာတဲ့လောလောဆယ်ရောဒေတာကန်တွေကိုဖန်တာရှာရတာမျိုးတော့မရှိသေးဘူး။ဒါပေမဲ့လူသွားလာလုတဲ့နေရာတွေမှာစစ်တဲ့ဒေတာကန်တွေအနေနဲ့အထူးဂယူဆိုင်ပို့လိုပါတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့မေလတုန်းကလည်းမော်စီစာနောက်ပေါ်ကြောင်းမှာအင်အား100ကျော်ဝင်ရောက်တဆွဲခဲ့ဘူးတယ်လို့သိရပါတယ်။အခုထက်ရောက်လာတဲ့အ ਨੇ ဆောင်အင်အား100ကျော်ဟာရေကောက်ပွဲကာလာဒီနေရာယူထားဖို့အခြေအနေရှိတယ်လို့ယူဆရကြောင်းမြို့ကန်တွေကလူ ူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါတယ်။ဒီရက်ပိုင်းဖားကတ်မှာလုံခြုံရေးအခြေအနေကတင်းမာနေပါတယ်။နိုဝင်ဘာ6ရက်နေ့ကလည်းမရှိကထောင်ရက်ကွက်နဲ့ယူမာရွာမှာတနက်တန်ရနဲ့တည်ဆုံနေတဲ့အမျိုးသားအလောင်းနှစ်လောင်းတွေ့ရှိခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။ ျွန်တော်ထင်တော့လေစစ်တပ်ကသူတို့ကျင်းမာမဲ့ရွေးကောက်ပွဲပုံနည်းလာတော့အင်အားလာပြတာပြီးတော့သူတို့လုံမဲ့ရွေးကောက်ပွဲကိုဘသူမှတားမြောင်ဆိုတဲ့အနေထားပေါ့တားတဲ့သူကိုအချိန်တော်အတွင်းနဲ့ဖမ်းနိုင်တယ်ဆိုတဲ့သဘောလေးပြတယ်လို့မြင်နေဒါပေမဲ့ဒေတာခံတွေရဲ့လုံခြုံရေးအတွက်တော့နည်းနည်းစက်တယ်လို့ပြောရမယ်လို့နောက်ထပ်ဒေတာခံတအုပ်ကပြောပါတယ် အမှန်တကယ်လဲဖားကန့်ဒေတာမှာလွန်ခဲ့တဲ့နှစ်လအတွင်းစစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုတွေနဲ့တပ်ဖြတ်မှုတွေကြောင့်အရသား90ကျော်တေဆုံးခဲ့ရပြီးတရာကျော်ထိခိုက်ဒဏ်ရာရခဲ့တာမို့ဒေတာကန်တွေရဲ့လုံခြုံရေးကတော့အမြင်နဲ့စိုးရင်စရာအခြေအနေတစ်ခုပါပဲ။တမန်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အရက်မှာပြီးဒလီသမားကိုပတ်စံမပေးတဲ့ကမာရွတ်ရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေတဲ့င်းကိုပျောက်ပြပေးပါမယ်။ မနေ့ကရန်ကုန်မြို့ကမရွတ်ရဲစခန်းကနေဖြစ်ခဲ့တဲ့ရင်းနှစ်စရာတရင်ကိုပြည်သက်ကြီးစီတင်ပြပေးပါမယ်။တရားမဝင် ဆိုရရဲ့အာဏာပိုင်ဖွဲ့စီလို့ပြောရမယ်။ ရက်စကန်မှာတော့တနေ့လုံးမှာတနေ့စားရတဲ့ဖူပန်နာဝန်ထမ်းလေးကို15000ကျပ်တန်းအရက်ဖိုးအနိုင်ကျင့်မရှိမဲယူသွားတာဟာတကယ်ပဲမိမိအတိုင်းပြီဖြစ်နေပြီလားလို့မိန်ကုံထုတ်စရာဖြစ်လာပါတယ်။ဖူပန်နာဝန်ထမ်းလူငယ်တုံးက လိုင်းပေါ်ကနေမှာထားတဲ့15000ကျပ်တန်းအရက်ပလင်ကို ကမိုင်းရရက်စကန်ကိုတွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီမှာရဲတပ်ဖွဲ့ဝင်တွေကအရက်ပလင်းကိုယူပြီးတဲ့နောက်ပတ်စံပေးဖို့ညင်းဆန်က လုံးဝမရှင်းပေးပဲနေခဲ့ပါတယ်။ ဝေးကျေးအလွဲသုံးစားလုပ်ခံရတဲ့အတွက်ဝန်ထမ်းလူငယ်ဟာပတ်စံပြင်ရဖို့အပတ်ပတ်ကနေစူးစမ်းခဲ့ပါတယ်။ရဲစခန်းကိုကိုယ်တိုင်ဝင်ပြီးရှင်းလင်းဖို့စူးစမ်းတဲ့အခါမှာလည်းဒိတ်ဆောက်အသက်ကြီးကြီးရဲတပ်သားတယောက်ကဆရာတွေလာမရှုံနဲ့ဆိုပြီးတားမြစ်ပိတ်ပင်လိုက်တယ်လို့ဖူပန္နာဝန်ထမ်းလူငယ်နဲ့ရင်းနှီးသူတအုပ်ကပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တအူးကပြည်သူစီကနဲ့အနိုင်ကျင့်ပြီးပစ္စည်းယူကပတ်စံမပေးဘဲဥပဒေမဲ့လောက်ရက်ကိုကျွလွန်ခဲ့တာဖြစ်ပြီးဒီလိုလောက်ရက်မျိုးဟာစစ်ကော်မရှင်လက်ထက်တရားဥပဒေစိုးမိုးမိုးပြည့်ရွေးနေတာကိုပြသမှုလည်းဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့အခါဒီလိုဖြစ်စဉ်တွေဟာမကြာခဏဖြစ်နေရပဲအခုဖြစ်စဉ်ဆိုရင်လည်းပြည်သူတွေရဲ့ချွေးနဲ့စာကိုရဲတွေဘလို့တောင်စားတောက်နေလဲဆိုတာမြင်နိုင်တယ် အခုကာလမှာတရားဥပဒေစိုးမိုးမှုဟာကောက်ရိုးပုံနဲ့အရှာတရားတလို့ပဲအတော်ကိုမလွယ်တာလို့ရန်ကုန်မြို့နယ်အသက်40ရွယ်မြို့သားတို့ကပြောပါတယ်။ဖူပန္နာဝန်ထမ်းအနေနဲ့တရားမျှတမှုကိုဘသူစီမှာသွားရှာရမလဲဆိုတော့အခက်ခဲကြီးနဲ့ရင်ဆိုင်နေရပါတယ်။ကိုယ်ရံပြုံမှုကျိုးလုံးနဲ့အဖွဲစည်းရဲ့ yes scan မှာပွားရောက်တိုင်ကြဖို့ဒါမှမဟုတ်ဥရေချောင်းရရင်ဆိုင်မှုဆိုတာဟာလက်ရှိအခြေအနေမှာလက်တွေ့မကြသလိုဝန်ထမ်းရဲ့လုံခြုံရေးအတွက်ပါစိုးရိမ်စရာဖြစ်စေပါတယ်။ ဆက်လက်ပြီး WAI လီနဲ့တော်လင်းတက်တွေကိုရိတ်ခါဝေခဲ့တဲ့စစ်တပ်သတင်းကိုတင်ဆက်ပေးပါောင်းမရှင်။တိုက်ပွဲတွေပြင်းထန်နေတဲ့တပည့်ရင်းနဲ့ကောလင်းမြို့နယ်မှာစစ်ကောင်စီတပ်သားတွေရိတ်ခါနဲ့ထောက်ပံ့ရေးပြတ်တောက်မှုတွေကြောင့်ဝိုင်းလေရင်ကြီးတွေနဲ့ရိတ်ခါအုပ်တွေကိုမိုးဘော်ကနေစဲချဖြစ်တင်နေရတဲ့အခြေအနေကိုတွေ့ရပါတယ်။ ဒါပေမဲ့အဲ့ဒီရိတ်ကတချို့ဟာတော်လင်းတပ်ဖွဲ့ရဲ့လက်ထဲရောက်ရှိသွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၈ရက်နေ့မှာ တပေးမြို့ပေါ်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကိုမိထီလာရှန်တဲ့ကနေထွက်လာတဲ့ဝိုင်းလီရင်တစီဟာရိတ်ကတို့တွေလာရောက်ချပေးခဲ့ပါတယ်။ဝိုင်းလီရင်ဟာ၁၀ချိန်လောက်ပြန်တမ်းပြီးအထုပ်90ကျော်လောက်ကိုတဲချသွားခဲ့တယ်လို့သိရပါတယ်။ နောက်တစ်ရက်ဖြစ်တဲ့နိုဝင်ဘာ9ရက်နေ့မှာတော့တပည့်ရေးအခြေဆိုင်အဖြူအောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြူအောင် PDA ရဲ့တိုက်နယ်တေပကဖလှုပ်ရှားတက်စရာအဲ့ဒီနေရာတွေကိုနမ်းမြေရှင်းလင်းရေးလုပ်ခဲ့ပါတယ်စစ်တပ်ဟာမြေပြင်ကနေထောက်ပံ့ရေးလမ်းကြောင်းတွေအပိတ်ခံထားရတဲ့အတွက်အခုလိုလေးချောင်းကနေရိတ်ခါထောက်ပံ့နေရတာကိုဒီဖြစ်စဉ်ကနေရှင်းရှင်းလင်းလင်းတွေ့မြင်ရပါတယ်အလားတူပဲတိုက်ပွဲတွေပြင်ထိုင်ခဲ့တဲ့ကောလင်းမြို့နယ်ဘက်မှာလည်းရိတ်ခါဖြစ်တည်မှုတွေရှိခဲ့ပါတယ် နိုဝင်ဘာလ10ရက်နေ့မှာပဲကုန်းလင်းမြွနယ်ရဲ့အရှိချမ်းမှာရှိတဲ့ကြောက်ပတိုးရွှေရင်းနယ်မှာတက်ဆွဲထားတဲ့စစ်သားတွေစီကိုမိတ်တီလာလေးတက်ကနဲ့တက်လာတဲ့ဝိုင်းလင်းတစီဟာရိတ်ခါတို့တွေလိုင်းရောက်ကြချပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာသခိုင်းတိုင်းလိုနေရာတွေမှာတော်လင်းတပ်ဖွဲ့တွေရဲ့မြေပြင်ထောက်ပံ့ရင်လမ်းကြောင်းဖြတ်တောက်ခံရမှုကြောင့်လေကြောင်းကိုသာအတိတ်ကအားထားနေရတာကိုပြသနေပါတယ်။ လေချောင်းကနေကျဲချတဲ့ရိတ်ခါတွေတောင်မှမြေပြင်ထိန်းချုပ်မှုရှိနေတဲ့တော်လင်းတပ်ဖွဲ့တွေရဲ့လက်ထဲကျရောက်သွားတာကစစ်ကောင်စီတရဲမြေပြင်မှာ အားနဲ့လာမှုကိုပေါ်လွင်စေလို့တုံ့တက်နိုင်ပါတယ်။ပြည်တွင်းနဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့ဘူပိုင်ခွင့်ပြဿနာကြောင့်အပီးတိုင်ဖြတ်သိမ်းတော်မယ်အိတရက်ဘန်သတင်းကိုပြောပြပေးပါမယ်။မြန်မာပြည်ရဲ့အကောင်းဆုံးရော့ဂီတာအဖွဲ့တွေကတပ်ဖွဲ့ဖြစ်တဲ့အိတရက်ဘန်ရဲ့အမာခံပြိတ္တတွေအတွက်တော့စိန်ချမ်းသာစရာသတင်းတစ်ခုဒီကနေ့မနက်ပိုင်းမှာကြားသိခဲ့ရပါတယ်။ ပန်ရဂျွမ်မှာကိုဂျပန်ကသူတို့ရဲ့လူမှုကွန်ရက်ဆမ်မနာကနေဣရိယပန်ကို အပီးတိုင်ဖြတ်သိမ်းတော်မယ်လို့အတည်ပြုလိုက်ပါတယ်။ဒီလိုအဆုံးဖြတ်ချက်ချရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ပင်နိုင်ဆိုတော့ရေမွန်ကွယ်လွန်ခဲ့တဲ့2021ခုနှစ်ဇွန်လနောက်ပိုင်းမှာစတင်ပေါ်ပေါက်လာတဲ့မူပိုင်ခွင့် copyright ပြဿနာတွေနဲ့ဆက်ဆက်နေပါတယ်။ ရေမွန်ကွယ်လွန်ပြီးနောက်မှာရေမွန်ရဲ့မိခင်ဖြစ်သူဒေါခင်မြတ်မွန်ကတားဖြစ်သူရေးသားတည်ဆိုခဲ့သမျှအလုံးကိုသူမစီခွင့်တောင်းပြီးမှအသုံးပြုရမယ်လို့ကြေညာခဲ့ပါတယ်။ဒါကစပြီးဘန်အဖွဲ့ဝင်တွေနဲ့ရေမွန်မိသားစုကြားမူပိုင်ခွင့်အပေါ်သဘောထားကွက်လွန်မှုတွေရှိခဲ့ပါတယ်။ အချင်းနေပို့ဆိုးသွားတာကတော့ပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့မှာအိဒီယပ်ပန်လုခဲ့တဲ့နှုတ်ဆက်ဖြွန်ပြပွဲကိစ္စကနေပါဒီပွဲပြီးနှစ်ပတ်ကြာတဲ့အထိအမှုပညာရှင်မရရှိတာကြောင့်ရေမွန်ရဲ့မိခင်ဖြစ်သူကလူမှုကွန်ရက်ကနေတဆင်းပြဿနာကိုစတင်တင်ပြခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်မှာပွဲစီစဉ်သူ Nine Planet Protection တီထောင်သူ ကိုတက်ဖုံနိုင်က ကိုရီမွန်မိခင်ကို ပေးမယ်လို့နှုတ်ကပြပေးထားတဲ့အမှုပညာရှင်တွေကို မရှင်းပြခဲ့ဘူးလို့သိရပါတယ် ရေမွန်ဟာမိုးပေါ်ကလုံလုံကြလာတဲ့နှစ်သမားမဟုတ်ဘူး။တားမရှိတော့တဲ့ချိန်သူ့မိကသူ့ဆိုင်ပြိုးခဲ့တဲ့သူ့သားရဲ့အတီးပွင့်ကို စားပါစေလား။မဆိုင်သူတွေတော့အလို့ရက်အဝလင်စားသုံးနေကြသေးတာပဲ။ဘာရီမနာလို့ဖြစ်မချင်မနှံ့ဖြစ်နေကြပါလေလို့ဒေါကင်မျက်မွန်ကသူ့ရဲ့ခံစားချက်ကိုဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေကြားမှာတော့ပွဲစီစဉ်သူကိုအပြစ်တင်ခဲ့ကြပေမဲ့ဘန်တစ်ခုလုံးရဲ့မူပိုင်ပွင့်ကိုကိုရီမွန်မိခင်ကရယူထားလို့ခြင်းအပေါ်အပြင်းထန်ဝေဖန်မှုတွေလည်းရှိလာခဲ့ပါတယ်။နောက်ဆုံးပြပါသတင်းတွေနဲ့အမေရိကန်ကစည်ရင်နံပါတ်သူတွေကိုတက်ရောက်တော့မဲ့ဖူးစတန်တွေရုတ်တရက်ရက်တက်မှုသတင်းကိုတင်ဆက်ရင်းဒီနေ့နေ့လည်ခင်အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရန်နာလိုက်ချင်ပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုမှာအစိုးရလုပ်ငန်းတွေရပ်ဆိုင်နေရတဲ့ကြားကနောက်ထပ်ထိတ်လန့်စရာသတင်းတစ်ပုဒ်ထပ်မံထွက်ပေါ်လာပါတယ်။ ဆင်းရဲနွမ်းပါသူတွေရဲ့အသက်သွေးကြောဖြစ်တဲ့စာနယ်ဧကာထောက်ပံ့ဈေး Food Stand တွေကိုချက်ကျင်ရတန်ပြပေါ် Federal အစိုးရကပြည်နယ်တွေကိုအမိတ်ထုတ်ပြန်လိုက်ပါတယ်။မူလက Federal အောက်ယုံတရားရုံးကအမေရိကန်နိုင်ငံသားတန်42တန်ကိုနွေဘာလအတွက်ထောက်ပံ့ခြင်းအပြေအဝပေးရမယ်လို့အမိတ်ချထားခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တောက်ကြနေညနေမှာတရားရုံးချုပ်တရားသူကြီးတဦးကအဲ့ဒီမိတ်ကိုရာရက်ဆိုင်လိုက်တဲ့အတွက်အခြေအနေတွေလုံးဝကြောင်းမြန်ဖြစ်သွားခဲ့ပါတယ် American Site ပြောရေးဝန်ကြီးဌာန USDA ကစနေနေ့မှာပဲပြည်내အစိုးရတွေကိုညွှန်ကြားချက်ထုတ်ပြန်ပြီးလူဝင်ဘာလာအတွက်ထောက်ပံ့ခြင်းအပြည့်စုံထုတ်ပေးမယ့်လုပ်ငန်းတွေကိုချက်ချင်းရပ်ပစ်ဖို့စောင်ရွက်ပြီးသားအဆင့်တွေကိုပါချက်ချင်းပယ်ဖျက်ဖို့အမိန့်ပေးလိုက်ပါတယ်။ American မှာအကြီးဆုံးဆာလာမွန်တိုက်ဖြစ်ရေးအစီအစဉ်ဖြစ်တဲ့ SNAP Full Stand ပေါ်မိခိုနေရတဲ့ American နိုင်ငံသားရှေ့ဦးမှာတက်ဝူခန့်ဟာသူ့ရဲ့လက်ဆင့်ထောက်ပံ့ခြင်းတွေရမရမတင်ကြတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။ တကယ်ဆိုတောက်ကြနေတော့က USDA ကတရားရုံးအမိတ်တိုင်းထောက်ပံ့ခြင်းအပြည့်ဝပေးဖို့ဆောင်ရွက်နေပြီလို့ပြောခဲ့တာမို့ပီနေတွေကလည်းမကြခင်ငွေတွေထုတ်ပေးတော့မယ်ဆိုပြီးသတင်းထုတ်ပြန်ထားတာပါအခုတော့အလုံးရုတ်တရက်ရပ်တန့်သွားခဲ့ရပါပြီဝေကြီးဖြတ်တောက်ခံရမယ်ဒီမိတ်ကိုမလိုက်နာပဲဆက်ထုတ်ပေးတဲ့ပီနေတွေဟာ SNAB အစီအစဉ်အတွက် Federal ဆိုရောက်ကနေပေးတဲ့ကုန်ကြစည်ရေးဝေးမြထောက်ပံ့မှုရပ်ဆိုင်ခံရမှာဖြစ်ပါတယ် ထောက်ပံ့ခြင်းပုံမထုတ်ပေးမိတာတွေရှိခဲ့ရင်အဲ့ဒီငွေတွေကိုပြည်နယ်ကိုယ်တိုင်ကပြန်လည်တာဝန်ယူပေးဆက်ရမယ်လို့လည်းတတိပေးထားပါတယ်။ MP ရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုစောင့်တင်ကြည့်ရှုအားပေးသူအလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှစ်ဖြာစမ်းမချမ်းသာပြီးဘဝမော်ရီပြေကြပါစေရှင်။